မင်္ဂလာပါဆာဂရာဂျပန်နဲ့လန်ကွယ်အွန်လိုင်းကလပ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အဒီနေ့ဆက်ပြီးပြောပြပေးသွားမယ်ပါတီကေစကလုံးလေးကတော့အို့လို့ခေါ်တဲ့စကလုံးလေးအကြောင်းကိုဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါဆိုဒီအို့ရဲ့အကြောင်းလေးကိုကြည့်လိုက်ရအောင်ပေါ့အဲ့တော့အို့ဆိုရင်သူ့ရဲ့အတိတ်ဘယ်ကကိုဆိုပြီးတော့အတိတ်ဘယ်ရပါတယ်အဲ့တော့အဲ့ဒီ O ဆိုရဲအတုံးနှုံးလေးကိုဘလို့ဒီမှာတုံးနေဆိုတော့ပြေလုံချင်းကိုဖော်ပြတဲ့အခါမျိုးမှာ O ကိုတုံးပါလေ ဥပမာရေကိုတောက်တယ်ထမင်းကို စားတယ်စာကိုလုတ်တယ်အဂျပန်စာကိုချက်မှတ်တယ်ဒါဆိုရင် ကိုကိုတိုင်းကိုချေကိုလက်နဲ့ပြုတ်လို့ရတဲ့အရာမျိုးအဲ့ဒီတော့အို့ကိုတုံးပေးပါမယ်ဒါကိုပြုတ်လောက်တာလို့ခေါ်ပါတယ်နော်လမ်းလျှောက်တာလို့ကြီးကြီးတာလို့ဒါဒီအကုန်လုံးကပြုတ်လုံခြင်းကိုဖော်ပြတဲ့ career လေးတွေပါအဲ့ဒီအခါမျိုးဆိုရင်ကိုဒီကဘာနဲ့တွဲပေးမလဲ အို့လို့ခေါ်တဲ့စကားလုံးနဲ့တွေ့ပြီးမယ်အဓိကကိုပြောချင်တဲ့အကြောင်းအရာကပြုတ်လုံချင်းကိုပေါ်ပြပြီးဆိုတဲ့ကအို့ကိုတုံးပေးပါမယ်အဲ့တော့အောက်ကဥပမာလေးတင်နေတွဲပြီးတော့ကြည့်လိုက်ကြမယ်။ဝါဒရှိဝနီဟွန်ဂိုဥဘန်ကီယိုစတေအီမတ်ကျွန်တော်ဂျပန်စာကိုလေ့လာနေတဲ့ဟုတ်ပြီလေ့လာပြီဆိုတဲ့ကကိုကိုတိုင်မှတ်ရမယ်ကိုကိုတိုင်ကြည့်ရမယ်အဲ့ဒါပြုတ်လုပ်တာဖြစ်တဲ့အတွက်ပါတီကအိုနေတွဲပြီးမယ်။နောက်တစ်ခု စန်းတို့ဆူဆန်ဝါတရေဘီအိုမီမတ်စန်းတို့ဆူဆန်ကတီဘီကို ကြည်တယ်ဟုတ်ပြီကြည်ပြီဆိုရဲကကိုကိုတိုင်းကိုမျက်စိကိုအသုံးပြုပြီးကြည်ရတဲ့ကိစ္စမျိုးအဲ့ကြွတရေဘီဆိုရဲတီဘီရဲ့အနောက်မှာအိုနဲ့ကပ်ပြီးတော့တုံးပေးမယ်နောက်တစ်ခုယာမအိုနိုဘိုရီမတ်တောင်ကိုတက်တယ်ဟုတ်ပြီတက်တယ်ဆိုရဲအဲတောင်တက်တယ်ဆိုရဲအကြောင်းညာကိုအဓိကပြောချင်တာနော်တက်ပြီဆိုရဲကကိုကိုတိုင်းကိုချီကိုလက်နဲ့တက်မှဖြစ်မယ်အရာလေအဲ့ဒီတော့ရမရဲ့အနောက်မှာ ့အို့ကိုထည့်ပြီးတော့သုံးပါမယ်။တချို့တချို့တော့စာကြောင်းတွေမှာဆိုရင်အို့ကိုမသုံးဘဲနဲ့တခြားသောပါတီကယ်လေးတွေသုံးထားတာတွေ့ရလိမ့်မယ်ပေါ့နော်။အဲ့ဒါကဘာဖြစ်လို့တခြားပါတီကယ်တွေကိုသုံးရလဲဆိုတော့သူကတောင်တက်တယ်ဆိုရဲအကြောင်းအရာကိုအဓိကပြောချင်တာမဟုတ်ဘူး။ အရှိကနောင်တောင်ကျရဲရမစရဲတောင်ကြီးကိုအဓိကထားပြောချင်တဲ့အတွက်ကြောင့်မို့လို့တခြားသောပါတီကတီနဲ့တွဲပြီးတော့တုံတာပါနော်ဒီစာကြောင်းမှာတော့အိုကိုတုံးလိုက်ပြီဆိုတဲ့ကတောင်တချင်းကိုအဓိကပြောချင်တဲ့အတွက်တုံထားတာပါဒါလေးတော့ရှိပါမယ်အဲ့တော့ဒါလေးကတော့ပြုတ်လုံချင်းကိုပေါ်ပြရတယ်ဆိုရဲအကြောင်းအရာမျိုးမှာ သုံးမယ်။အို့လို့ခေါ်တဲ့ပါတီကလေးအကြောင်းကိုပြပြသွားတာပါ။ အဲနောက်ထပ်တော့အပိုင်းဒီမှာလေနောက်ထပ်ပါတီကင်လေးတွေကိုဆက်ပြီးတော့ရှင်းပြပေးပါအောင်မယ်အားလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ်နော်